လက်ဆင့်ကမ်းတွေထွေးမှုဖော်ပြရတဲ့16မီတာအမြင့်နဲ့ cost ဝင်ကြေးရလဲ free လမ်းတစ်လျှောက်မှာလဲရှင်းဟောင်းဥပဒေလက်ရည်ကိုလေ့လာလို့ရမယ်စိတ်ဝင်စားရင်လိုက်ခဲ့နော် วัสดีค่ะทุกคนဒီနေ့မှာတော့ထိုင်းနိုင်ငံကို Water အနေနဲ့ခမ်းနားစွာရောက်ရှိနေတဲ့ Cos Holiday Event အကြောင်းပြောပြမယ်။ American နှစ်ပညာရှင် Cos ရဲ့ company ရဲ့အယူကြီးကဒီနိုင်ငံမှာထူးခြားစွာပြသထားတာကိုတွေ့ရတယ်။အကြီးရနဲ့အငယ်ကိုပွေ့ချီထားဟန်နဲ့လောက်ကိုပိုက်ထားပြီးတော့ကဘာလုံးပေါ်မှာထိုင်နေတဲ့ပုံကို16မီတာအမြင့်နဲ့ဖန်တီးထားတယ်။မျိုးရိုးစင်ဆက်တက်မိုးထားထိမ့်သိမ့်ရမယ့်ဘူးတုဒ္ဒတွေကိုဂယုတစိုက်နဲ့လက်ဆင့်ကမ်းပေးနေတဲ့ပုံကိုမြင်ရတယ်။ နောက်ပြီးတော့ဒီ event နေရာကမြဖရားကိုနောက်ခံထားတဲ့အတွက်ကြောင့်အနုပညာနဲ့ယဉ်ကျေးမှုပေါင်းစည်းထားတဲ့အထိပ်ပယ်ကိုဖော်ဆောင်တယ်။ဒီပွဲရောတော့ဘန်ကောက်ဆန်နလန်မှာမေလ23ရက်နေ့ကနေပြီးတော့25ရက်နေ့အတွင်းမနက်9နာရီကနေည10နာရီထိကျင်းပပြုလုပ်သွားမှာဖြစ်တယ်။ဝင်ကြေးကတော့ free ပါ။အမတ်တရတပ်ပုံရိုက်ကူးပြီးတော့လာရောက်လက်ပတ်တဲ့သူတွေလည်းအများကြီးတွေ့ရတယ်။ညနေ6နာရီနောက်ပိုင်းမှာစပတဲ့မီဒီဇိုင်းတွေနဲ့အခြားပြပေးအစီအစဉ်တွေအများကြီးရှိရမို့လို့အဲ့ဒီအချိန်ကတော့လာဖို့အသင့်တော်ဆုံးတော့ ပေါ်ပက်စတိုးနဲ့ကဖေးဆိုင်ဖွင့်လှစ်ထားပြီးတော့ limited item တွေနဲ့ call things ပါတဲ့တစ်ဆက်တွေကိုလည်းမီးစမ်းကြည့်လို့ရတယ်။နောက်ပြီးတော့ဒီပြသထားတဲ့ company ရဲ့ finger ကို17လက်မအရွယ်အစားနဲ့ call holiday thailand limited item အနေနဲ့ရွေးချယ်ဝယ်ယူလို့ရတယ်။ဒီနေရာကိုလာမယ်ဆိုရင်တော့ MRT Blue Line ဆက်နယ်ချိုင်းကနေပြီးတော့ဆင်းပြီးတော့15မိနစ်ဝန်းကျင်လောက်လမ်းလျှောက်လာရင်ရတယ်။အခုပြထားတဲ့ bus ကနံပါတ်တွေကိုစီးပြီးတော့လည်းထားလိုက်လာလို့ရတယ်။ဒါပေမဲ့ဥကတော့လမ်းလျှောက်လာဖို့အတွက် recommend ပေးခြင်းနဲ့ က်နံချမ်းရနေသွားတဲ့လမ်းတောက်လျှောက်မှာဝပေါ့မြဖျားလို့သိကြတဲ့ဝပရာကဲကိုခေဆက်ဆက်နေထိုင်ခဲ့ကြတဲ့နန်းဆောင် Grand Palace စရရင်ကျင်းမှုနေရာတွေဖြစ်လာမှာဆိုတော့လုံဝအံ့ဩမှုအပြည့်နဲ့တွေ့ရမှာနော်နောက်ထပ်ထူးခြားတဲ့နေရာတစ်ခုရှိသေးတယ် Nampra Land တန်တယ်ဘန်ကောက်မြို့ရဲ့ရှေးဟောင်းရင်ကျင်းမှုနဲ့ခေတ်သစ်ဒီဇိုင်းတွေကိုပေါက်ဆက်ထားတဲ့မြေရောက်လျှောက်လမ်းတစ်ခုဖြစ်ပြီးတော့ဆန်နန်လန်းနဲ့ Grand Palace တို့ကိုချိတ်ဆက်ထားတယ် တော်စော်လီတခီးစဉ်က2018ခုနှစ်တောင်ကိုရီးယားနိုင်ငံကနေစတင်ခဲ့ပြီးတော့အခု73ခုမြောက်ဝေါ်တိုးအနေနဲ့ထိုင်းဝင်ရောက်ရှိနေရပါအမှုပညာနဲ့ယဉ်ကျေးမှုပြည့်ရွတ်တွေကိုယဉ်သက်ရှုမောပွဲလေ့လာနိုင်တယ်ဝင်ကြီးကလည်း free ဆိုတော့ဒီ event ကိုလာ join ကြည့်ဖို့အတွက်ဖိတ်ခေါ်ချင်တယ်နော်မေလ25ရက်နေ့အထိပဲဆိုတော့အမြန်လေးတွေ့ကြည့်ဖို့တော့လိုမယ်နော်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေကိုခေါ်သားပေးမှဖြစ်လို့ဒီ season လေးကိုဆက်လက်ဆောင်ကြည့်ပေးကြအောင်နော်အားလုံးပဲတတ်တာ